ပါမြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်မြစ်မရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်မြစမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲအထိ5.16မီတာ16.5တက်မဂါဟတ်စ်ကနေထုတ်လွှင့် င်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မဇ္ဈိမဗီဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် အော်တိုဘာလ10ရက်တောက်ကြနေညပိုင်းမှာစမဝေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ဒီမှာရှင်မဒီကနေ့နာဆင်ရမယ့်အစီအစဉ်တွေကတော့ဘီလင်းကိုစစ်ကော်မရှင်တပ်ဘုံကျဲမှုမှကလေးငယ်3ဦးပါဝင်5ဦးတည်ဆုံပြီးတော့9ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့တွင်တဲ့အတူ မိုးမိတ်မှာလေကြောင်းပုံကျဲမှုကြောင့်ခရင်းငယ်2ဦးအပါဝင်မိသားစုဝင်9ဦးသေဆုံးစေတဲ့ကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။သတင်းလေးနားဆင်ရပြီးမှာတော့အပတ်စဉ်စီစဉ်နေတဲ့ Digital အကြံဖတ်မှုတိုက်ဖြတ်ရေး NUG ဘလို့တုတ်ပြန်နေတယ်လဲဆိုတဲ့အကြောင်းဆွေးနွေးတင်ဆက်ထားတဲ့ Women's and Children's Hour အစီအစဉ်ပထမပိုင်းကိုနားဆင်ရဖို့ရှိပါတယ်။အခုကတော့ပထမဆုံးနေတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မကျူချမ်းပါဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကျေးရွာကိုစစ်ကောင်မရှင်တပ်ကအောက်တိုဘာ9ရက်ညပိုင်းမှာလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမှာကလေးငယ်3ယောက်အပါအဝင်5ယောက်သေဆုံးပြီးတော့9ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်အောက်တိုဘာ9ရက်နေ့ည8:23မိနစ်လောက်ကပြမပင်စိတ်ကြည်ရွာအနောက်ဘက်ခြံကိုစစ်ကောင်မရှင်ကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တာဖြစ်ပြီးတော့ ကြီးရွာတဲ့ကိုကြာရောက်ပောက်ကွဲလို့ထိခိုက်မှုတွေများခဲ့တာလို့သိရပါဗျ။မွန်ကရင်နယ်ကြားစီးမင်းပေါ်မှာရှိတဲ့ပြမပင်စိတ်ရွာဟာမွန်ပြည်နယ်ဘီလင်းမြို့နယ်ဘက်ခြံနဲ့ကရင်ပြည်နယ်ဖအံမြို့နယ်အပိုင်းလို့ရွာနှစ်ရွာရှိပြီးအခုဘုံကျဲခံရတဲ့ရွာဟာဘီလင်းမြို့နယ်အပိုင်းမှာပါဝင်တဲ့ပြမပင်စိတ်ရွာဒေသခံတွေအခေါ်အရထိဖထို့ထရွာဖြစ်ပါတယ်။မြစမတရရင်မြစ်၃ရောက်ရဲ့ပြောကြားချက်အရအသက်၁၀နှစ်အောက်ကလေးငယ်၃ယောက်အပါအဝင်၅ယောက်တည်ဆုံပြီးတော့ ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗယ်။သေဆုံးသူတွေအထက်ကနှစ်ယောက်ဟာစေယုံကိုရောက်ပြီးစေကူတော်မှုခံယူတဲ့အချိန်မှာသေဆုံးတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ကတိုင်းရင်းသားလက်နက်ကင်တွေ PDF တွေထိန်းချုပ်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူလူထုတွေနေထိုင်ရာနေရာတွေကို drone လက်နက်ကြီးလေယာဉ်တွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့ စစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ရေးသတင်းနဲ့လေကြောင်းကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတော်လရင်အင်အားစုတွေကသတိပေးထားကြပါတယ်ရှင်ရန်ကုန်တိုင်းလှိုင်သာရအနောက်ပိုင်းမြို့နယ်ရခိုင်ရိုးကြီးကြီးရွာအနော်ရထားလမ်းမပေါ်မှာအော်တိုဘလ9ရက်နေ့ညနေ9:00လောက်ကအထည်ချုပ်ဆက်ယုံဖယ်ရီဂျိုပုတ်ကားနဲ့၂၂ဘိန်းကားတို့မတော်တဆတိုက်မိပြီးတော့အလုံတမ25ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ရိုးကြီးကျေးရွာအနွယ်ထားလမ်းပေါ်မှာစက်ရုံချို့ပို့ကားကရန်ကုန်နောက်ပိုင်းတက္ကသိုလ်ဘက်ကနေမောင်းနှင်လာတဲ့22ပိန်းကားကိုခါးလေကနေဖြတ်တိုက်မိပြီးတဲ့နောက်အချိန်မထိန်နိုင်ပဲတစ်ပင်ကိုထတ်တိုက်ခဲ့တာကြောင့်အလုသမားတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်။ရှင်တိုင်းမှုကြောင့်မြို့သား၄ယောက်နဲ့အမျိုးသမီး21ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးလှိုင်းသားရမြို့နယ်စေယုံကိုပို့ဆောင်ထားရတယ်လို့ဆိုပါရယ်။အဲ့ဒီရှင်တိုင်မှုမှာစက်ရုံကျို့ပို့ရှင်မောင်းကိုဝင်းချိုကိုတော့တောင်ကြီးနယ်မြေရဲစခန်းကအရေးယူထားတယ်လို့သိရပါရရှင်။ တမ်းမျိုးသားလူမျိုးရေးတမရော DNL ထိန်းချုပ်ထားတဲ့မိုးမိတ်မျိုးကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးနှစ်ယောက်အပါအဝင်မိသားစုဝင်9ယောက်သေဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်။အောက်တိုဘာ9ရက်ညနေ9နာရီခွဲအချိန်မှာမိုးမိတ်မျိုးနဲ့ဝဲပောင်ကြီးရွာကိုပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါရယ်။အဲဒီပုံစံဟာထမင်းလက်ဆောင်စားနေတဲ့မိသားစုရှိတဲ့အိမ်ပေါ်ကိုကြားရောက်ခဲ့တာကြောင့် အသက်၈နှစ်နဲ့အသက်၃၃နှစ်အရွယ်ကလေးအပါအဝင်အမျိုးသမီး၃ယောက်အမျိုးသား၄ယောက်စုစုပေါင်း9ယောက်တေဆုံးခဲ့တယ်လို့တရရင်မျက်စိကနေသိရပါဗျ။ဘုံဒီကြားရောက်မှုကြောင့်တေဆုံးသူတွေအပြင်လူ၁၀ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။စစ်ကောင်မရှင်တဟာ TNL ထင်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ ပြည်ကြရအော်တိုဘာ9ရက်နေ့မှာလဲတရနယ်လေးထိမ့်ချုပ်ထားတဲ့မိုင်းလုံမြို့နယ်ကမန်ဟုံးကြီးရွာကိုပုံကျဲခဲ့တာကြောင့်ကလင်းငယ်တယောက်အပါအဝင်ပြည်သူ10ယောက်သေဆုံးခဲ့တယ်လို့တရနယ်လေးကထုတ်ပြန်ထားပါတယ်။ဒါအပြင်အခုအော်တိုဘာလဇန်ပိုင်းမှာပဲတရနယ်လေးထိမ့်ချုပ်ထားတဲ့နမရူမိုင်းငော့တီဘောနမ်ဆန်စတဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုစစ်ကောင်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့အတွက် TNL ကတတိပေးထားပါတယ်ရှင်။ ထုတ်ပြန်လာတဲ့မဲဆင်းရဲအမှားယွင်းတွေကြောင့်ဝေဖန်မှုတွေမြင့်တက်နေချိန်မှာမဲဆင်းရဲကြီးညာရက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကတပတ်ထပ်တိုးလိုက်ပါတယ်။အော်တိုဘားလ14ရက်နေ့ကနေ20ရက်နေ့အထိတပတ်ကိုထပ်မံတိုးမြင့်ကတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီမတိုင်ခင်ကလည်းမဲဆင်းရဲကိုနှစ်ပတ်ကြာကတ်ထားခဲ့ပေမဲ့လာရောက်ကြည့်ရှုသူနဲပါခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မဲဆင်းရဲပြေဆုံးမှန်ကန်မှုလိုအပ်တဲ့တောင်းဆိုလွှာ ကန့်ကွက်လှပြင်ဆင်လှတွေကိုတင်ပြတဲ့အခါအချိန်ပိုရဖို့အတွက်တိုးလိုက်တာဖြစ်တယ်လို့ UEC ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရုံးဆိုင်ရနေပြီးတော့ကောင်စီနေမြေမှာမဲဆင်းရင်းတွေအမှားတွေများနေပြီးတော့ပြည်ထောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးတောင်မဲပေးရမယ့်အမည်စီရင်ထဲမှာမပါလာတဲ့အကြောင်းပြည်ထောင်စုနေမြေစံခိုင်ရေးပါတီဥက္ကဋ္ဌဦးလှဆွေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစင်ဖော်ပြခဲ့ပါတယ် ဒီလိုဖော်ပြပြီးနောက်မှာတော့ဦးလှဆွေကိုခေါ်ယူစစ်ဆေးခဲ့ပြီးတော့သတင်းဌာနတချို့ကလည်းဒီအကြောင်းကိုစစ်ကောင်မရှင်ရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုမေးမြန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ရွှေကောက်ပွဲကော်မရှင်ရဲ့ရတ်တိုးမြင့်မှုကြောင့်မဲဆင်းရဲမှာအမည်မပါပါကပုံစံသုံးတဲ့မဲဆင်းရဲမှာအမည်ထည့်သွင်းပြီးတောင်းဆိုတာမပါဝင်တဲ့သူတွေပါဝင်နေကန့်ကွက်ကြတဲ့မဲဆင်းအချက်လက်တွေမှားယွင်းနေပါကပြင်ဆင်လွှာတင်သွင်းမှုတွေကိုအောက်တိုဘာလ20ရက်နေ့ထိဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ UEC ကထုတ်ပြန်ထားပါတယ်ရှင်။ စစ်ကောင်မရှင်တပ်ကတနင်္လာရီတိုင်းတက်မှရှိတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေခက်စစ်စိတ်ပြုတ်လုလာနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုကနှစ်ဆတိုးလာတယ်။ဆယ်လာပိုင်းတည်းမှာပဲ TK တခုတည်းမဟုတ်ဘူး။နေရာတိုင်းကိုနေတိုင်းလွှတ်လို့လိုက်ချတာပါ။ကျွန်တော်တို့သုံးသပ်မိတာကရွှေကောက်ပွဲမတိုင်ခင်သူတို့ကစစ်ရေးထိုးစစ်ရော လေကြောင်းတိုက်ခိုက်မှုရောတိုးမြင့်လှုပ်ဆောင်လာတာဖြစ်တယ်လို့ကရင်ညွန့်တမဟာလေခရိုင်အတွင်းရေးမှူးဘဒိုစောရင်နာကပြောပါရယ်။ တနင်္သာရီတိုင်းထဲမှာရှိတဲ့တဝဲမြို့နယ်တနင်္သာရီမြို့နယ်တရချောင်းမြို့နယ်လောင်းလုံမြို့နယ်တို့ဟာလေကြောင်းတိုက်ခိုက်မှုအများဆုံးရှိနေတဲ့မြို့နယ်တွေဖြစ်တယ်လို့သိရပါဗျ။စစ်ကော်မရှင်တပ်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့တပ်စခန်းတွေနေဆက်လမ်းကြောင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်မြေပြင်ထိုးစစ်တွေလည်းတိုးမြင့်လှုပ်ဆောင်လာနေပါဗျ။ အော်တိုဘား၁၀ရက်မနက်9:18မိနစ်လောက်ကလည်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်တကူကျေးရွာကိုစစ်ကောင်မရှင်တပ်ကတိုက်လေရင်နဲ့ပုံကျဲတာစစ်တပ်နဲ့နဲ့ပြစ်ခတ်တာတွေကိုလှုပ်ခဲတာမှာလမ်းသွာလမ်းလာចောင်းသားတယောက်အပါအဝင် အရသာ၄ယောက်ထိခိုက်မှုရှိတယ်လို့သိရပါဗျ။စစ်ကောင်မရှင်၄ចောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့နေရာဟာတကူရွာမိသက်စခန်းတစ်ဖြစ်လေပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့အချုပ်ခန်းနေရာဖြစ်တယ်လို့သိရပါဗျ။ဒီကမ္ဘာ့အခြေအနေအသေးစိတ်တွေနဲ့ပတ်သက်ပြီးတော့မြစမကဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။ အလားတူပဲအော်တိုဘားလ10ရက်မနက်7နာရီလောက်ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒဝယ်မြို့နယ်ထီခီရွာကို Jet Fighter နဲ့ပုံကျဲတာကြောင့်လူတိုက်ခိုက်မှုမရှိပေမဲ့အရက်သားနေအိမ်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။ လက်ရှိမှာတနင်္သာရီတိုင်းနက်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းတွေဖြစ်တဲ့တဝဲ TK တနင်္သာရီမောတောင်လမ်းကြောင်းတွေကိုတမကပဲပလောရေပြူလောင်းလုံးတရက်ချောင်းစတဲ့မြို့နယ်တွေကိုလည်းအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေရှိနေတာမှာစစ်ကော်မရှင်တပ်တွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ပူးပေါင်းတပ်တာဝန်ရှိသူတွေရဲ့ပြောပြချက်တွေအရသိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေ2.5တန်းနီးပါးဟာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနေပါစိုးရိမ်ပူပန်နေကြရပြီး6တန်းကျော်ကတော့ညချိန်မှာလုံးဝလုံခြုံမှုမရှိဘူးလို့စိတ်ခံစားနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ထားပါတယ်။ UNDP ရဲ့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့၆ကမ်းမထက်ကမျိုးဆက်မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုတွေအစီရင်ခံစာမှာမြန်မာနိုင်ငံမှာကြံမြင့်နေပြီဖြစ်တဲ့မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရာဆုံးခွာရမှုနဲ့ထိတ်လန့်နေရမှုတွေဟာ ူငယ်တွေရဲ့လုံအန်ဆန္ဒကြောင်ရွံ့မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကနေကင်းလွတ်ခြင်းဆိုတဲ့လူသားလုံခြုံရေးကိုထိခိုက်နေုံသာမကသူတို့ရဲ့စိတ်ကျန်းမာရေးကိုပါပျက်စီးစေလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လူငယ်ခုနှစ်ဦးမှတဦးနှုံလူဦးရေ၂သမ၅သန်းနီးပါးဟာသူတို့ရဲ့ပုပ်ကိုဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရိမ်ပူပန်နေရပြီးတော့လူ၁၀ဦးမှ၄ဦးခန့်လူဦးရေ၆သန်းကျော်ကတော့ညဘက်မှာတအူးတဲ့လမ်းလျှောက်ဖို့အတွက်တောင်မှမလုံခြုံဘူးလို့ခန်းစားနေကြရတယ်လို့အစီရင်ခန်းစားမှာဆိုပါတယ်။ လူငယ်သုံးဖို့တပုံနီးပါးဟာစိုးရိမ်ပူပန်မှုဒါမှမဟုတ်စိတ်ဖိစီးမှုတွေကိုမကြာခဏခံစားရကြောင်းဖော်ပြကြပြီးအဲ့ဒီနှုံချာဟာမြန်မာနိုင်ငံရဲ့ပဏိပခါနဲ့စင်းရနွမ်းပမှုအခံရဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ Greenie ပြည်မှာ60ရာခိုင်နှုန်းကျော်ချင်းနယ်ရခိုင်ပြည်နယ်တို့မှာ40ကနေ45ရာခိုင်နှုန်းအထိရှိနေပါတယ်အမျိုးသမီးနေနိုင်ရှင်မာကအမျိုးသားလူငယ်တွေဟာ လုံခြုံမှုမရှိတဲ့ကြောင့်ပုံမှုဖြေဆိုကြပြီးတော့သူတို့ရဲ့စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေရခြင်းဟာစစ်မှုထမ်းရနိုင်ခြင်းနဲ့တသားအဖြစ်အတိအဓမ္မစုဆောင်းခံရနိုင်ခြင်းနဲ့ဆက်ဆက်လျက်ရှိနေကြောင်းငယ်ရွယ်တဲ့မတန်ဆွမ်းအမျိုးသမီးတွေကတော့ကြောင်ရွံ့မှုနဲ့ထိခိုက်လွယ်မှုအမြင့်ဆုံးဆင့်ကိုရင်ဆိုင်နေရတဲ့အကြောင်းအစီရင်ခံစာရသိရပါတယ်ရှင်။ ောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့ကိုနားဆင်ကြားရပါမယ်ဖိလစ်ပိုင်နိုင်ငံဟာလာမယ့်နှစ်မှာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူဖို့စီစဉ်ထားတဲ့အတွက်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကျက်အတဲပုံမှုဆိုးရွားလာနေမှုနဲ့ပတ်သက်လို့ပုံမှုထိရောက်စွာရေးယူဆောင်ရွက်ဖို့ လူများစုနဲ့လူနည်းစုအဖွဲ့နှစ်ခုစလုံးကဖိလစ်ပိုင်အောက်လွှတ်တော်အမှတ်16ဦးကတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေနဲ့စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်နိုင်ရေးကူညီဖို့အာဆီယံအဖွဲ့အတွင်းပုံမှုရဲရင်ပြတ်သားတဲ့အာထုတ်ကြိုးပမ်းမှုတွေလှုံ့ဆော်ရေးနိုင်ငံခြားရေးဌာန DFA ကို တိုက်တွန်းတဲ့အောက်လွှတ်တော်ဆုံးဖြတ်ချက်အမှတ်324ကိုမမမီယန်လစ်ဘရယ်လွှတ်တော်အမှတ်လီလာဒီဒီမာဦးဆောင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအောက်တိုဘာလ9ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။လာမယ့်နှစ်မှာအာဆီယံဥက္ကဋ္ဌတာဝန်ယူရမယ့်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတာကြောင့်အဲ့ဒီတာဝန်ကိုမယူနိုင်တဲ့အတွက်ဖိလစ်ပိုင်အနေနဲ့အလဲကျဥက္ကဋ္ဌတာဝန်ကိုတနှစ်စောတာဝန်ယူပေးဖို့အာဆီယံအဖွဲ့ရဲ့တောင်းဆိုချက်ကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကသဘောတူလက်ခံခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌဟာခေါင်းဆောင်အဆင့်ထိပ်သီးဆွေးနွေးပွဲတွေအတွက်သာမကအဖွဲ့ရဲ့တခြားသောအစည်းအဝေးပွဲအလုံးအတွက်တာဝန်ရှိပါတယ်။ အထူးသဖြင့်ဖိလစ်ပိုင်အနေနဲ့မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိကျင်းပမယ့်ရွေးကောက်ပွဲကို ပြစ်တင်ရှုံချတာလူခွင့်ရေးချိုးဖောက်မှုတွေအတွက်ဆရာနာရှင်ကိုတာဝန်ခံမှုရှိစေခြင်းနဲ့အမျိုးသားညွတ်ရေးအစိုးရ NUG နဲ့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းတို့အပါအဝင်ဆရာနာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုအားပေးထောက်ခံတဲ့ခိုင်မာထိရောက်တဲ့အစီအမံတွေချမှတ်ဖို့လွှတ်တော်အမတ်တွေကအဆိုပြုခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့အမျိုးသားညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်နိုင်ငံတကာအတိုင်းအဝိုင်းကသတ်မှတ်ယူဆထားပါတယ်နိုင်ငံတကာဥပဒေအရအစုလိုက်အပြုံလိုက်ရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့လောက်ရက်တွေအတွက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တခြားတာဝန်ရှိသူတွေကိုတာဝန်ခံမှုရှိစေရေးဆောင်ရွက်ချက်တွေကိုဖိလစ်ပိုင်အနေနဲ့အားပေးထောက်ခံဖို့လဲလွှတ်တော်အမတ်တွေကတိုက်တွန်းခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့အရက်ဖက်အဖွဲ့အစည်းနှစ်ရက်စလုံးနဲ့တွေ့ဆုံဆွေးနွေးနိုင်မှုကြိုးပမ်းခဲ့ပြီးအာဆီယံအနေနဲ့ဆရာနာရှင်ကို ပုံမိုတင်းကျပ်ပြီးသဘောထားတင်းမာတဲ့အစီအစဉ်တွေချမှတ်ဖို့ဦးစီးဦးဆောင်ပြုခဲ့တဲ့ဥက္ကဋ္ဌတာဝန်ပြီးဆုံးတော့မဲ့မလေးရှားကိုအတူယူတင်ကြောင်းဒီလီမာကအဆိုတင်သွင်းတဲ့အချိန်ပြောကြားခဲ့ပါတယ်။အခုအချိန်ဟာဖိလစ်ပိုင်အစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့တသားတည်းရပ်တည်ရမယ့်အချိန်ဖြစ်ကြောင်းအဆိုတင်သွင်းတဲ့လွှတ်တော်အမတ်တွေထဲမှာပါဝင်ခဲ့တဲ့ မင်းဒါနာအိုအခြေဆိုင် Initiative for International Dialogue ကအစ္စဂန်ဒီအပေါ်တာကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကအထုယောင်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိစ္စကိုကင်တွဲဖြေရှင်းဖို့ဘလို့စီမံနေချမှတ်မလဲဆိုတာဟာဖိလစ်ပိုင်ဆိုရအတွက်အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်မယ်လို့ထင်ပါတယ်။ ဖိလပိုင်ဆိုရအနေနဲ့ဖြစ်ပွားနေတဲ့ပြိပခအားလုံးကိုအပိသက်ဖြစ်ရှင်းနိုင်မဲ့မူဝါဒတွေချမှတ်ရမှာအာဆီယံအဖွဲ့အတွင်းဥဆောင်ကဏ္ဍကပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံဥပဒေပြုအဖွဲ့ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဖိလပိုင်နိုင်ငံနဲ့နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးဖို့ကြိုးပမ်းနေတဲ့သတင်းတွေရရှိကြောင်းနဲ့ဖိလပိုင်အနေနဲ့အဲ့ဒီနှစ်နိုင်ငံဆွေးနွေးပွဲဖြစ်မြောက်ရေးလှုံ့ဆော်ဖို့မျှော်လင့်ကြောင်းဆုံးဖြတ်ချက်အဆိုမှာ ါဝင်လက်မှတ်ရေးထိုးခဲ့တဲ့လွှတ်တော်အမတ်ရီနီကိုကပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂနိုင်ငံတွေအနှံရုရှားတန်တမန်တွေရဲ့သွမ်းလာလှုပ်ရှားမှုတွေကိုကန့်သတ်မှဖြစ်ပြီးတော့အဆိုပြုချက်တရက်ကိုဥရောပသမဂ္ဂ EU ကစဉ်းစားတုံ့တက်နေတယ်လို့ EU News သတင်းဌာနကတွင်မြင်ရတဲ့ဆက်ဆံရေးအရာတီးရပါတယ်။ အဲ့ဒီစီစဉ်ဟာရုရှားတန်ယုံတွေမှာစီမံဌာနဝန်ထမ်းတွေဒီပညာပိုင်းဝန်ထမ်းတွေအပြင်မိသားစုတွေပါအပါအဝင်ရုရှားတန်တမန်ရေးနဲ့ကောင်စစ်ဝင်မစ်ရှင်တွေရဲ့ပါဝင်သူတွေအပေါ်တက်ရောက်မှာဖြစ်ပါတယ်အစီအစဉ်ကိုအတည်ပြုဖြစ်ပါကရုရှားတန်ယုံဝန်ထမ်းတွေအနေနဲ့သူတို့ရောက်ရာနေရာမှာ နိုင်ငံကနေပြီးတော့အခြားသော EU အဖွဲ့ဝင်နိုင်ငံများစီကိုခရီးသွားရောက်တဲ့အခါရည်ရွယ်ချက်နဲ့ခရီးစဉ်အကူအပြောင်းတို့ကိုအသိပေးရမှာပါရည်ရွယ်ရနိုင်ငံစီမရောက်ရှိမီအနည်းဆုံး24နာရီကြိုတင် အကြောင်းကြားရမှာဖြစ်ပြီးတွားရတဲ့အကြောင်းအရင်အဝင်အထွက်နေရက်နဲ့နေရာရုပ်ကိုလည်းဖော်ပြရမှာဖြစ်ကြောင်းတွေ့မြင်ခဲ့ရမှတ်တမ်းအရာသိရပါတယ် ဒီလိုလုံဆောင်တာဟာမှန်ကန်တဲ့လမ်းကြောင်းကိုရှေ့ရှုတာပဲတခုခုဖြစ်မှာကိုစောင့်နေတာမျိုးတဲ့အရေးယူဆောင်ရွက်တာမျိုးကအရေးကြီးတယ်လို့ EU အကြီးအကဲတန်တမန်တဦးကပြောပါတယ်ဥရောပအပြင်ဘက်အရေးယူဆောင်ရွက်မှုဌာန EEAS ကယခုအဆိုပြုချက်ကိုလက်ရှိမှာညှိနှိုင်းဆဲဖြစ်ပြီးတော့ရုရှားအပေါ်19ချိန်မြောက်တန်ခတ်ပိတ်ဆို့မှုစီရင်နေထည့်သွင်းထားပါတယ်။ ီးခဲ့တဲ့လကတန်ခတ်ပိတ်ဆို့မှုစရင်ကိုတင်ပြခဲ့ပေမဲ့လည်းအဲ့ဒါဟာရုရှားတန်တမန်တွေနဲ့ပတ်သက်ပြီးမပါရှိပဲနဲ့ရုရှားရဲ့စွမ်းအင်ခန္ဓာကိုယ်တအဓိက ပြတ်မှတ်ထားထားပါရဲ့ခမညာ ဇမရေဒီယိုအစီအစဉ်ကိုဆက်လက်အသံလွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍအနေနဲ့ Women San Children's Hour အစီအစဉ်ပထမပိုင်းကိုထုတ်လွှင့်ပေးဖို့ရှိပါတယ်ဝမ်းမစင်ချီရန်စာဝါစီစဉ်နေကြိုးစားပါတယ်ဒီတစ်ပတ်မှာတော့ဒီခေတ်မှာဖြစ်များနေတဲ့ digital violence နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ် တော့ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာကတော့မြို့သားညီညွတ်ရေးဆွေးရအမျိုးသမီးနဲ့လူငယ်ရေးရာဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးနော်ဆူဇနာလလဆိုဖြစ်ပါတယ်မင်္ဂလာပါဝန်ကြီးခင်ဗျမင်္ဂလာပါဟုတ်ကဲ့ဝန်ကြီးခင်ဗျအခုခေတ်ကဒါ digital ခေတ်ဖြစ်တဲ့အခါကျတော့ဘာဘာဖြစ်လာလဲဆိုတော့ digital ပေါ်မှာနော်အော် အာနောက်ဆက်အကြံဖတ်မှုတွေအဲ့ဒီဟာတွေဖြစ်လာ digital violence ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကောဒီဝင်းကြီးတို့ဌာနအနေနဲ့ကင်တွယ်မယ်လို့ထင်ပါတယ်ဒီအပေါ်မှာ digital violence ဆိုတဲ့အပေါ်မှာ define လုပ်တဲ့ဟာပေါ့ဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုပါလဲခင်ဗျဟုတ်ကဲ့အာဒီနေ့ဆွေးနွေးတဲ့အာ interview လုပ်တဲ့အကြောင်းကတော့နည်းနည်းဟိုအစ်စ်ဆန်းဖြစ်ပေမဲ့အခုအချိန်မှာပေါ့နော်တော်တော်များများ အဲဖြစ်လာပြီးတော့လူတွေကတိတ်ပြီးတော့တတိမထားမိရဲ့အခါမှာနော်ဟိုဒါလူချင်းတွေ့ရတာမဟုတ်ဘူးလေနော်အွန်လိုင်းကနေဖြစ်တာဆိုတိတ်လေအဲတတိမထားမိတဲ့အခါမှာတခါလေအသက်အန္တရာယ်ကြုံတဲ့အထီကို ဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ဆွေးနွေးတာလဲကျွန်မထင်တယ်လေတော်တော်လေးကောင်းပါတယ်လို့အဲ့တော့ဒီကျမတို့ဒါအွန်လိုင်းအကျန်းဖက်တာပေါ့နော်အွန်လိုင်းကျမဲ့ဆိုလူတွေကတော့အကျန်းဖက်တယ်ဆိုရင် အဟိုစာပေါ့နော်ခနာကိုချင်းပေါ့ထိုးတာကြိတ်တာနော်အဲ့လိုမျိုးပေါ့လက်နဲ့တစ်ခုခုနဲ့နော်ထိခိုက်တာတတ်ဖြတ်တာစသဖြင့်အကျန်းဖြတ်တာတွေကိုဟိုတတ်မှတ်ပြီးမယ်အခုနော် digital ခေတ်မှာနော် digital ခေတ်မှာဆိုလို့ရှိရင် online violence ပေါ့နော် online အကျန်းဖက်အဲအဲ့ဓာတွေကလည်းပဲတော်တော်လေးအဖြစ်ပေါ်နေတာကိုတွေ့ရတယ်။အဲ့တော့ဒီ online violence မှာဆိုလို့ရှိရင် အလိုမတူပဲနဲ့မိမိရဲ့မိမိတို့ရဲ့ပုံကို ဖြန့်ဝေတာနော်နောက်ပြီးတော့ကိုယ့်ရဲ့ပုံတွေကိုဟိုအခုကအရန်ခင်မီရောလေပုံတွေကိုတကယ်ဟိုဗီဒီယိုတွေထည့်အထည့်ထည့်ပြီးတော့မှအဲအဲ့ဒါကိုအစ်စ်အမှန်လိုမျိုးလှုပ်တာ နောက်ပြီးတော့ trolling ပေါ့နော်တစ်ချိန်လုံးဟိုဥစားပေါ့ online ကနေပြီးတော့အဲနောက်ရောက်ခံပြီးတော့နှောက်ရက်နေတာပေါ့နော် အဲဆိုတော့အဲအဲ့ဒီဥစ္စာတွေအဲတချို့လေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဟိုဒီဒီဒီနှုတ်သဘောတူဟိုဟိုဥစ္စာပေါ့နော်ဂျီဘီရောကရိုက်ထားတဲ့ပုံတွေကိုနော်အဲ့ဒီလိုမျိုးအဆင်မပြေတဲ့အချိန်မှာဖြတ်လာပေါ့နော်အဲနောက်ပြောကလင်းငယ်တွေကိုနော်ဒီအကျန်းဖက်ပြီးတော့ဒီလိုမျိုးမဖွဲ့မရပုံတွေပေါ့ရိုက်ပြီးတော့ရောင်းစားတာအစသည့်ပြင်ပါလေပုံစံမျိုးမျိုးပါပါတယ်လို့ ဟုတ်ကဲ့အခုခေတ်က AI ခေတ် artificial intelligent ခေတ်အဲ့ဒီခါကျတော့ဟောဓာတ်ပုံတွေဗီဒီယိုတွေအတုလောက်ကြတာစင်တူရိုးမားတွေလောက်ကြတာနောက်ပြီးတဲ့ခါကျရင်အဲဒီ online ပေါ်မှာ sexual content တွေပေါ့နော်ဟောဟောအမျိုးသမီးတွေအထူးသဖြင့်တော့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ဖြန့်ခံအနာတွေအဲ့ဒါမျိုးတွေအတော်လေးဖြစ်လာကြတယ်အဲ့တော့ဒီလိုမျိုးအမှုတွေကဝန်ကြီးဌာနကိုတိုင်တန်းတာတွေ ဟောရှိလားခင်ဗျဟုတ်ကဲ့ရှိပါတယ်။အော်ကျမတို့ဝင်ကြီးဌာနကဒီအော်ဟိုစာပေါ့နော်ဒီ page က page ကနေတဆင့်ပေါ့နော်ဒီ messenger ကနေတဆင့်တိုင်ကြားတာရှိတယ်လို့ email ကနေတဆင့်တိုင်ကြားတာနော်နောက်ပြီး hotline ကနေပြီးတော့တိုင်ကြားတာအဲ့ဒါတွေကတော့များသောအားဖြင့်ကတော့ဒီဟိုရင်းပေါ့ physical uh, violence ပေါ့နော်ဒီ gender based violence တွေများတယ်။ဒါပေမဲ့အဲ့ဒီတဲမှာမထူးထူးခြားခြား ဒီ online เนาะ digital violence တွေလည်းပါလာတာကိုအခုနောက်ပိုင်းမှာတတိထားမိရယ်နောက်ပြီးတော့ပို့ပြီးတော့ဟိုထူးဆန်းတာပေါ့เนาะဟိုကျမတို့ဒီလိုမျိုးဟိုရင်းပေါ့လွတ်မြောက်နေမြေအဲ NUG ထိန်းချုပ်နေမြေတည်းကတိုင်တာရှိသလိုเนาะဒီစကစပေါ့เนาะဒီလိုမျိုးဟိုသူတို့ထိန်းချုပ်တဲ့မြို့ကြီးပြကြီးကနေပြီးတော့ဖြစ်လို့လာတိုင်တာတွေလည်းရှိတယ်ပေါ့เนาะ အဲနောက်ပြီးတော့လည်းပဲအဲ့ဒီဟိုရင်းပေါ့ဒီရဲဘော်ထဲမှာဖြစ်တဲ့အဲဖြစ်တဲ့ case ပေါ့နော်ကျမတို့ troll line ရဲဘော်တွေထဲကနေပြီးတော့ကျူးလွန်တဲ့အမှုတွေအဲအဲ့လိုမျိုးတိုင်တာတွေလည်းရှိပါတယ်။များသောအားဖြင့်တော့အဲ့လိုမျိုးပေါ့နော်ခုနကပြောတယ်ဒီအလိုမတူဘဲနဲ့ပုံတွေကိုဟို share တာပေါ့နော်အဲနောက်ပြီးတော့ page တွေမှာတင်တာအဲ့အမှုတွေကတော့ပို့ပြီးတော့များပါတယ် โอเค physical violence တွေမှာကြတော့เนาะဟိုမြင်တာထင်တာတဲ့ဟာမျိုးတွေရှိတယ်။နောက်ဒီဟာမျိုးကိုဟိုကျူးလွန်တဲ့သူတွေကဟာသူတို့ဟို digital violence ကျူးလွန်ပါတယ်ဆိုပြီးတော့ဟောဟိုတိတာမျိုးရှိရလား။နောက်ပြီးတော့အဲ့ဒါတွေကြီးကိုဘလို့တက်တေတာတကယူတဲ့အခါကျတော့ဘလူတွေမြန်လှုပ်ဆောင်ရပါလဲခင်ဗျ။အဲ့ဒါကတော့ကျမတို့ဒီလိုမျိုးဟိုဒီနေပညာကျွမ်းကျင်တဲ့လူတွေပါထည့်ရတာပေါ့နော်။အမှုတွေကိုစစ်ဆေးတဲ့အခါမှာ ဒီ AI ကျွမ်းကျင်တဲ့လူဤပညာကျွမ်းကျင်တဲ့လူတွေကိုပါ စစ်ဆေးခိုင်းပြီးတော့ဒီတိုင်တဲ့ဥစ္စာကเนาะဒါအစ်စ်အမှန်ဖြစ်ရလားเนาะဟိုဒီ AI နဲ့ပြင်ထားစသည်ဖြစ်မော်เนาะအဲ့လို digital အကျွမ်းကျင်တဲ့လူတွေရဲ့အကူအညီလဲလိုပါတယ်အဲနောက်ပြီးတော့အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းလေ AI เนี่ยยันโตดက်လာတယ်ဆိုတော့အဲ့ဒီဘိုင်းမှာလည်းအခက်ခဲရှိရယ်နောက်ပြီးတော့ law ပေါ့နော်ကျမတို့ဥပဒေဘိုင်းเนี่ยပတ်သက်ပြီးတော့ဒါကိုအသိအမှတ်ပြုတာပေါ့ဒီဒီ online အကျန်းဖက်မှုကိုအသိအမှတ်ပြုပြီးတော့ဒါကိုရာဇဝတ်မှုเนาะပြစ်မှုလို့သတ်မှတ်ထားတာလည်းအာနေနေသေးတယ်ပေါ့နော်အာနေနေသေးရဲ့အတွက်ကြောင့်ဒီလိုမျိုးအမှုတွေကိုဟိုကန့်ထွက်ဖြစ်ရှင်းရတဲ့အခါမှာတော့ immediate မှာ တိမ်မွေးတယ်နောက်ပိုင်းကျတော့ AI တွေကလည်းအရန်ကိုဟိုဘယ်လိုပြလူနဲ့မချားပေါ့နော်အလုတ်လုတ်လာတဲ့အခါမှာကျမတော်မလေးဟိုတလုံးလုံးကအဲသတင်းတစ်ခုဖတ်ပြီးတော့ဟိုနည်းနည်းလဲဟိုဘယ်လိုပြောမလဲအံ့လဲအံ့ဩတယ်အဲရည်စရာပေါ့ရည်ဒါမဲ့မရည်ဟိုဥစားပေါ့မရည်ရက်ဘူးပေါ့နော်ဒါခန်းစားရတဲ့လူကတကယ်ခန်းစားတာဟိုကဘာကျော်ရုပ်ရှင်မင်းသား Brad Pitt ကရဲ့ AI ကိုအသုံးပြုပြီးတော့တထဲမှကြီးတယောက်စီကနေပြီးတော့ ဟိုငွေချေးလိန်လေတာပေါ့နော်ဆိုတော့အမှန်မှန်တော့အဲ့အမျိုးသမီးကတော့ဒါကတော့ကျမတို့မြန်မာနိုင်ငံမှာမဟုတ်တာ international မှာဖြစ်တဲ့အမှုပေါ့နော်နည်းနည်းလေးနာမည်အဲ့အဲ့အမျိုးသမီးကအဲ့ bread pick ကနေပြီးတော့ဟိုဥစားပေါ့နော်ဒီဈေးကူးရတယ်တကယ်လဲအဲ online မှာစကားပြောနေရ bread pick ကနော် तू ကလည်းအဲတထေးကြီးချမ်းသာတဲ့လူရဲ့အမျိုးသမီးဆိုတော့ तू ကလည်းပဲဟိုကုညီရယ်ပေါ့နော်နောက်ပိုင်းကျတော့သူတို့ရင်းနှီးသွားပြီးတော့ ဒီ romantic affairs လို့မျိုးဖြစ်သွားတယ်ဒါပေမဲ့ तू อ่ะ AI မန်းကို तू လုံးဝမသိဘူးမသိဘဲနဲ့အဲ့ဒီဟို तू 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 site ထဲမှာရှိနေတဲ့ရုပ်ရှင်မင်းသား brand pick ကို तू อ่ะနေပြီးတော့ပတ်စံနေတဲ့ဟိုဥစားလေးတော်တော်များတယ် तू ပို့ပေးဒေါ်လာ6000လောက်9000လောက်မသိဘူးနောက်ဆုံးကြတော့ तू အိမ်အောင်ရေးအဆင်မပြေတော့ကွဲသွားတယ်နောက်ဆုံးကြမှာဒါ AI နဲ့ညာယူတယ်ဆိုတာကိုသိသွားတယ်အဲ့ဒါကဘာမှအများကြီးဖြစ်နေတယ် အခုကျမတို့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးဖြစ်နေပြီပေါ့နော်ကြားဖြတ်နေပါရေဆိုတာလေဒါ online နဲ့เนาะမယုံယုံအောင်လုတ်ပြီးတော့မှချိကတ်တာပဲဆိုတော့အဲ့ဒါတွေကျမတို့ကเนาะမျက်လုံးနဲ့မြင်ရတယ်နားနဲ့လည်းတကယ်အတန်လည်းကြားရတယ်ဆိုပေမဲ့ယုံလို့မရတဲ့ခက်ကြီးဖြစ်သွားပါပြီလို့ဟုတ်နီးပညာတွေတိုးတက်မှုနဲ့စိုးရင်စရာကောင်းတဲ့ဟာတွေလည်းဖြစ်လာတာပေါ့เนาะအဲ့တော့ဒီလိုမျိုးအမှုတွေဝင်ကြီးဌာနကိုတိုက်တန်းနေဟာ ကဒီဒီနှစ်အတွင်းမှာ2025နှစ်အဲ25ခုနှစ်အတွင်းမှာအရင်နှစ်တည်းတဲ့စာရင်တိုးတိုးများလာလားဘယ်လိုရှိပါလဲခင်ဗျာဟုတ်တယ်တိုးများအတိုးလာတယ်တိုးလာတယ်ဆိုတာအရင်တော့ကျွန်မတို့သိတာမသိဘူးလေနော်အဲ့လိုပဲဟိုဟိုစာပေါ့နော်အိမ်တွင်းချမ်းဖက်မှုနောက်ပြီးတော့ GBV violence အဲ့ဒါတွေပဲအခု2024မှာကျွန်မတို့ဟိုအမှုအနေငယ်ပေါ့နော်အမှုနှမှုသုံးမှုလောက် အဲ့လိုမျိုးပဲဟိုရရှိခဲ့တယ်ဖြည့်ရှင်းပေးခဲ့တယ်အခု2025မှာဆိုပုံများလာတယ်နှစ်ဆသုံးဆောင်းလောက်များလာတယ်เนาะနောက်ပြီးတော့ဟိုဒီဒီလိုမျိုးအမှုတွေကလည်းဟိုကျမတို့လက်လန်းမိတယ်လို့လက်လန်းမမိတဲ့နေရာတွေမှာလည်းဖြစ်နေတော့လေတရားခဏတွေကလည်းကျမတို့ control နေရာမှာမရှိတော့ဟိုနည်းနည်းလောက်ရခံရတာလည်းခက်ခဲတယ်အခြေအနေတော့ရှိရဲ့အဲ့ဒါကြောင့်မလို့ကျမတို့ကဟိုပြည်သူတွေကို ဟိုမြင်များပညာပေးဖို့ပဲဖြစ်တယ်เนาะဆိုတော့တချို့လေဆိုလို့ရှိရင်ဟိုရင်းပေါ့เนาะအဲဟိုဒါကတော့ကျမတို့ဝင်ကြီးဌာနကိုတိုင်တာတော့မဟုတ်ဒါပေမဲ့အပြင်မှာတကယ်ပဲဖြစ်ပျက်တာပေါ့เนาะဒီဟိုစာပေါ့ဟို hate speech ပေါ့เนาะ online နဲ့ hate speech เนาะဒီဒီလူတယောက်ကိုအယမ်းကိုတိုက်ခိုက်တဲ့အခါမှာကိုကိုကိုအသက်ဆုံးမတဲ့အထိလောက်တာတတ်တည်တဲ့အမှုမျိုးလဲရှိတာကိုတွေ့ရတယ်ပေါ့နော် ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တင်မြန်ချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့ညစီစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါ ါတယ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ့်မေဇမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်